င်္ဂလာပါရှင်။တိုင်းဆရာကြီးစင်ဖြူကျောင်းအောင်တင်ရေးသားထားတဲ့တမီးစာဝတ္ထုတို့များစာအုပ်ထဲမှာတနင်္ဂနွေတောင်မှာဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါအောင်ရှင်။အခန်းတင်အင်္ဂါတောင်မှာတလိမ့်လိမ့်တက်လာနေသည်မှာအပါကောင်းငင်တစ်ပင်လုံးတစ်ခွေလုံးမှာပြဆင်းနေတယ်။တူတိုင်နေသော လေးအနံနှင့်အငွေ့အသက်တို့တွင်လည်းမိုးရွာမြည်လက္ခဏာမပါ။တို့ပညာ အေးဆောင်စိတ်မပြတ်ပါတက်လာတော့တိမ်လေကြီးသည် နေလုံးကြီးဘက်သို့ဦးတည်နေသည်မဟုတ်ပါလားဒီတိမ်လေကြီးနေလုံးကိုဖောက်အောင်မိလျင်အေးဆောင်ကျင်းနေပြီမိုးရွာသလောက်နီနီဝမ်းသာမယ်မဲသိခဲချင်းနေတော့ဒီတိမ်လေးသာအောင်မိလျင်မနေ့အေးသွားမည်ဖြစ်တော်ကြောင်းပင်လက်ရပဲရာခရိုးတွင်ကြာကြောင်ပြတ်သက်တွင်ဖူးအံ့မှုမှုနီလွင်သောဖူးစုပ်ကလေးတွင် ထွက်နေကြသည်ကို ပြပြကလေးမြင်ရတယ်။ကြာဆောင်မြင်တော်မူမူကြာဆောင်ပြတ်တတ်နဲ့အရက်ချင်းမပြိုင်နိုင်သောကြောင့်ချီလျားပြန်ဝင်သော လက်တံများတွင်ညာရွယ်တို့သားမီးတို့ကိုမွေးမြူနေကြတယ်။ခရိုးဘက်တွင်ကအေးဆောင်တို့သားအမိယာမသိသူတို့မူအလဲကသဲပြင်ကြီးပါ။သူကြမည်ဖြစ်ညာကာလပေါစေတဲ့ဤက၈000လောက်ရှိသောညီမသဲနှုံရာပင်ကြီးမှာ တုံးအုပ်ထားသဖြင့်ပြင်းပြစ်နေပေတယ်။တေတေချာချာကြည့်လျင်ဒီဝါကျင်ကျင်သဲနှုံးမြေမှာအပြင်ကြီးထဲမှာမြေပဲပင်ကလေးတွေအစိုးအညာပြုတ်ထွက်လာကြပြီ။ရာခင်ဘဝမြင့်ချောင်းတွေမှဝငုတ်တွေကိုထိုးထိုးထောင်ထောင်တန်းစီနေကြတယ်။အေးဆောင်သည်ထုံနှုံးပေါ်တွင်စီနေလိုက်ပါရင်ထုံသွားများကိုငုံကြည့်နေမိတယ်။ထုံရေးဟောင်းတွင် ကစုံမိုးကြီးမိထားသဖြင့်ထွန်၍ကောင်းလာတယ်။အမိုက်တရိုက်နှင့်ပေါင်းများမပါသလောက်မညစ်သလောက်ပင်ထွန်ချေးစာများသည်ညူစင်တောက်ပါသောပလဲလုံးကလေးများကိုတကြောင်ပြီးတကြောင်ဟောအုပ်သွားတယ်။ထွန်တုံးနောက်မလန်မကန်းတွင်ဂျိုးတအုပ်သည်ထွန်ချောင်းထဲမှအစာကိုလူရဲ့ကောက်ယူနေကြတယ်။အမိုက်မပါပေါင်းမညစ်သောထွန်သွားများကို အေးစာငုံကြည့်နေခြင်းမှာအကြံအိုက်နေတော့ကြာကြည့်မိကြည်ရာကြည်နေခြင်းဖြစ်တယ်။အေကတမတ်တတာရှိသောယခုထုံစဲနေရကလေးမှာမြေပဲမချရသည်။မချရသည်ခြင်းမှာတမင်ချန်ထားခဲ့ခြင်းဖြစ်ရာယခုမြေသည့်အရာချရလျင်ကောင်းမည်နေစဉ်းစားနေခြင်းဖြစ်တယ်။ပဲစင်းကိုချရကောင်းမလား။ပဲကြီးချရကောင်းမလား။နွားစာပဲကျင်းရ ။ဟာကလေးပဲရိုးနဲ့အရွက်နဲ့ပဲနှွားစာရနေပြီပဲ။သူ့အစဉ်တွင်တစုံတရာတရိယာတစ်ဖြစ်တင်းငွေတောင်ပဲ့သို့တက်ခနဲ့လဲရှိကကြည့်မိတယ်။ကံကျိုးကိုစွဲမိမတန်ဖြစ်သွားပြီးမှတံဖြာကိုမြှောက်လိုက်တယ်။နေမဖို့ခင်သွားလိုက်ကြစမ်းသားတို့ရေ။နှွားနှကောင်ကို အားပေးလိုက်တယ်။သူ့လက်ဘင်းကိုတက်ခနဲ့ရှည်စေသောအရာမှ ပွေးဖြစ်တယ်။ဒီပွေးမှာ ပွေးလေပွေးနံဖြစ်တယ်။ပွေးတွင်အဝါအိုးမင်အမိုးကိုပပကလေးရက်ကအိုးမင်အဝါဖွင့်ထားပြီးသုံးခွမိန်ဖြင့်စောင်းနေ။ပွေးတို့ထုံစံပြစ်စာလာထိုးမြဲရှိညာ။ဒီပွေးမလုံးအဝေးကြီးမှာပြစ်စာထိုးပြီးပိတ်သွားတယ်။ကောင်းငင်ကြထောင်ကြောင်းမြားထောင်ကြောင်းတို့ဖြင့်လှုပ်ပြန်နေမမီ။ပွေးလန်းကြောင်းအစက်မပြတ်တူပြီးလိုက်တော့အခါတွင် ထနောင်းပင် အမြင်များအောင်ဝင်ခိုးတယ်။ယခုလူပြောသူပြောနောက်ဆုံးနေ့ဖြစ်စက်တထားရာမိမမိတည်ခြင်းနဲ့ဒီနေရာသို့သွားနေလျင်အတော်အပြန်ဆိုပါကထိုနှာခေါင်းစာလောက်လိဟင်းမယ်။ဒီအထဲပလဲပက်ပြီးယခုထုံနေသော အကွက်တွင်ဘာချရမည်မသိသေး။ဒီနဲ့အကြံအိုက်နေစေတွင်အေးဆောင်မျက်လုံးများသည့်တဖက်ရာခင်းနေသော ရောက်သွားပြန်တယ်။တဖက်ယာခင်းနဲ့ဒီယာခင်းကိုဝါပင်တန်းကြီးသာသီချာထားသည့်အတွေ့တရွေ့ရွေ့လှမ်းဝင်လာသူကိုသီချာစွာမြင်ရတယ်။ညသွေနောက်ကြည့်နေတော့အင်းဆောင်ကောင်းသည် ကြည်လင်သွားပါပြီ။မရွေမလန်းဖြစ်နေတော့မျက်နှာကြီးမှလည်းကြည်လင်စင်ဝင်လာပါတယ်။ညသွေသည်တနခါထူထူလိမ်ထားတယ်။အင်းကြီးလက်ရှိနဲ့ လုံကြီးခန်းရွန်းရွန်းကိုဝက်ခါဂျနန်ဝနေတော့နှိခမောက်ကိုစောင်းထားတယ်။မြည်တော့ဖြစ်စေအေးဆောင်မျက်စိထဲတွင်ညသွဲမှာတနေသည်သာအစုံဝဲဝဲအကောင်ဝဲဝဲညသွဲကိုချစ်တယ်ကြိုက်တယ်တွေ့တာမြန်လို့တယ်ညသွဲသည်ကျန်းကြားတွင်ညှက်ယူလာတော့အဝတ်စုပ်ကိုပြစ်ချရင်အေးဆောင်ဘက်သို့လမ်းကြီးလက်ရာက တစ်စက်တည်းပြုံးပြလိုက်တယ် အေးဆောင်ရင်မှကျင်းနူးသွားရပဲမောသည်။ပန်းသည်။နွမ်းသည်။တို့လွင့်စင်ပြေးပြီးထင်ရတယ်။အခန်းနှင့်ဟိုးရာခဲဘက်တွင်အေးဆောင်ရှိတယ်။မုံညင်းထူသည်ဆိုကရေပဲမချသေးပဲခြံထားခဲ့တော့ရေအေးကတမတ်ခန့်ကိုယနေ့မှ ပလဲတတ်မြေဩစာပက်ပြီးထုံမီဖြစ်သည်ကိုညတွေသိထားတယ်။မုံညင်းသည်မြေပဲဤရန်သူဖြစ်တယ်။ ရေပဲနုနုကလေးများကို မုံညင်းထိုးပြီးဆိုလျင်ရေပဲကင်းပိုင်ရှင်ငူခမ်းပေသည်ဒီမုံညင်းမြမျိုးပြုတ်စီခြင်းလျင် ပလဲပက်ပြီးလေးဆက်ထုံသုံးလေးညတိတ်ထားရသည်ဆိုရင်ဒီနည်းကိုမြင်နောက်ဖက်ရှိလက်သမားများထံမှရသလားဦးရင်သမားများထံမှရသလားကိုယ်ပါတာကိုပြန်ဆခြင်းလားဟိုဒီကိုကညတော်မသိ ညတော်အဖေဥတ္တကအစသူတို့တရွာလုံးတနေလုံးဒီနီးကိုယုံကြည်လက်ခံနေကြကြောင်းကိုမို့ညတော်သိတယ်။ဒီမုံညင်းကြောင့်ခြံထားသောအကွက်တွင်အေးဆောင်ရှိသည်ကိုຢာတဲ့ချင်းမလန်ခင်ကလေးကညတော်သိထားခဲ့သဖြင့်သူ့ကိုမကြည့်ပဲနေမယ်။သို့ဆိုရင် သူမနေနိုင်မထိုင်နိုင်ဖြစ်မည်တွေးကမကြည့်ဘူးစိတ်တင်းထားပြီးဝင်ခဲ့ပါလျက်။ဘာကြောင့် တီမီရပြုံးမရပါလိမ့်။ကြည်ပါအောင်။ငါပြုံးတော်မြင်တော့သူပြုံးလိုက်ပုံကြီးကလည်းပြည့်ရသွားတဲ့ပါဇက်ကဟိုဘက်နှရွက်ဒီဘက်နှရွက်ထိတော့မတက်ပဲ။သို့ပညာများသွယ်သည်ခေါင်းပြန်ငုပ်ပြီးကြည်နူးနေတယ်။ရင်ထဲတွင် ချမ်းမြနေတယ်။ထဲမင်ပင်စီအလာနက်မောင်သော အသားအရောင်ရှိသူဖြစ်တော်လဲသူ့ကိုမြတ်သွယ်အင်မတန်ချစ်တယ်။ ညသွယ်စိတ်ဆိုးလဲအပြုံးမပြဲညသွယ်စိတ်ကလည်းတစက်ကြီးဖြစ်ကတဟဲဟဲဖြစ်ကြည်နူးစိတ်မှော်သွားတော့ကြောင့်ရုတ်တရက်တော့ညသွယ်မှာမေ့လျော့သွားမတတ်ဖြစ်ရတယ်လူမသိသူမသိကို့ဘာသာကို့အိမ်တွေဆဲရင်စဉ်းစားတော့မှပေါ်လာတော့တယ်ဩငါဝါကောက်ဖို့လာတာပါကလားဒီအတွက်ကြောင့်လဲလွဲအိတ်ယူလာတယ်အပြန်တွင်ဝါပေါက်တွေထည့်လာရန် အဖေပစိုးစိုးပါယူလာတယ်။တစ်ဆက်တည်းပင်အဖေမှာစကားကြားရတယ်။ပဲချာတော့ကဘာပင်တွေခုံမပစ်တာကပောက်ခါနေအသီးတွေမြင်ရလို့မဟုတ်တာပဲတမီးရင်ဒီတကကောက်ပြီးရင်တော့ခိုးရတော့မယ်။မြတ်ွယ်တို့စိုက်တော့ဘွားမျိုးမှာရေးကြိုက်တော့ချီမြင်ရှိဝါမျိုးမဟုတ်ပါ။ပိုးမွားနေပါပြီ။ယောဂရံခံနိုင်ရင်ငတ်ခံနိုင်တော့ဝါကြီးမျိုးဖြစ်တယ်။ရင်းတို့ကိုလည်း ။ဦးစားပေးမဆိုင်ပါ။ရေပဲ၄၅ဧကကြားတွင်တံတန်းမှာ၃လေးပင်နှုတ်ဖြင့်ရာကိုကက်လန့်ဖြဲ့၍ဖြစ်စေ။ဘေးအဆက်တွင်ကက်လျက်ဖြစ်စေတကြောင်ဆိုင်ကြရဲ။ချင်းမြင်ရှိဝါကတစ်နှစ်တစ်ကြိမ်ဆိုင်ရညာညသွယ်တို့တိညံ့ဝါကြီးမို့၃လေးနှစ်ကြာမှသာတကြိမ်အစ်စ်ပြန်ဆိုင်တယ်။ညသွယ်ယခုဘိဆုံးကောင်းမြေဝါပင်တန်းမှာတနေသားသာရှိသေးတယ်။ ရာသူလမှစ၍ဘွားကောက်ခဲ့ရာယခုတည်းထိမတုံးသေးမတုံးသေးစေကမို့ဒီတကြောကောက်ပြီးလျင် ဟုတ်ပြတော်မယ်အငုံဟောင်းများထွက်လာတော့အကန့်အခက်သည်ပုံမစီကားစွာဖြင့်ပင်သစ်အောင်မယူသောဝါပေါင်းများကို ပေးလိမ့်မယ်ညတော်သည် သူ့ကိုဝါပင်ကြမှလှမ်းကြည့်သေးတယ်သူတံဖျားတဝဲဝဲဖြင့်ကြောပေးကထုံးမောင်းသွားနေတယ် သူကြောပြင်တပည့်ရောင်ကြီးမှာကျွေသည်ချွေအိုများလက်လက်ထနေပေ။လွယ်အိတ်ကိုလက်ဘင်းတွင်သုံးမိပြီးဖြင်ညာလက်ကင်ထားပြီးသားဝါဘောက်ကိုပင်မြတ်ွယ်မချွေမိသည်။အေးဆောင်ကိုငေးကြည့်ရင်တက်ပြင်းရှိုက်တယ်။ငါ့ကိုတောင်းဖို့ဆိုပြီးငွေစုထားတဲ့ငွေကလေး။သူ့အမေမမာတာနဲ့တော်တော်များယော့သွားပြီလား။သူသူ့စိတ်မြန်စည်ရည်နေရှာယော့လား။အေးဆောင်ဤထွန်သည် ။တန့်ကျင်ဘက်သို့ပြန်ကွေ့လာတော့မှမြတ်တွေသည်အကြည်သိန်းကဝါပေါင်းများကိုလွယ်အိတ်ထဲသို့ထည်တယ်။ဝါကိုင်းဝါရွယ်များပေါ်တွင် လိမ်မော်ရောင်၌အပြောက်ချဲ့သောနှကောင်တွဲပိုးပေါင်လေးတွေယူတူးနေကြတယ်။မြတ်တွေသည်တကိုင်းမှတကိုင်းတပင်မှတပင်သွက်လက်စွာရွေရင်အလုတ်ထဲသို့ စိတ်သွင်းလိုက်တယ်။ငါ့ဘို့ထမင်းတော့မပါဘူးလားဟာ ရွမ်းမောချိန်သည်ထွန်လာပြီးထမင်းစားချိန်ဖြစ်တယ်။ညကထမင်းချမ်းကြံ့လျင်တလဲစားတဲ့ထမင်းထုတ်ထုတ်ပြီးယူလာလေးရှိသည်ကိုညတော်သည်။ထမင်းချမ်းမကြံ့လျင်အေးဆောင်အမေသည် အပြေးအလွာချက်ပြီး ထမင်းထုတ်ကို လူကြုံပားလေးရှိသည်ဖြင့်ညတော်မကြခဏယူလာရလေးရှိတယ်။ဤသည်ကိုရည်စူးပြီးမိကြညတော်နားလဲပါတယ်။မေးတဲ့အကြရသည်ဖြင့် ညသွဲလှကြည့်လိုက်ချိန်တွင်အေးဆောင်၏ညဘက်ကြီးမှချွေးတွေကျွဲနေုံသာမကဖိုးထိုးပြီးတကယ်သို့ပုံမှန်ရက်ထားခဲ့သောနွားနှကောင်နှင့်အပြိုင်မောနေရင်ညသွဲရင်နဲ့တိတ်ငနဲလှုပ်သွားတယ်။ဒီချွေးတွေကိုတုပ်ပေးပြီး အဖေပစိုးစုံနဲ့ရက်ခတ်ပေးလိုက်ရလျင်သူဘလောက်အမောပြေးလိုက်မလဲ။ဒီနဲ့ရင်မှာအကျဉ်းနာဝင်လာညာတတိဖြစ် ကိုကိုကိုချက်ချင်းပြန်ချိုရတယ်။အင်မတန်လည်းရဲ့ဆက်ရဲ့ရှိတဲ့လူမျက်နှာကျိုးသွားသွေးလို့တတိကိုကိုတို့အသိဖြင့်ပေါင်းဆက်လိုက်တော့အခါမြတ်ွယ်ဤအငေါ်တူးတန်ပေါ်လာတော့တယ်။တော့ကိုထမင်းယူလာရအောင်။တော့ကကျုပ်တို့ရဲ့စည်ရင်းကားလား။ဒီလိုတော့မပြောပါနဲ့ဟာ။ဝါပင်တန်းများကို အလဲကထားလျက်မြတ်ွယ်ရှိသူအေးဆောင်ရောက်လာတယ်။ပြောမှာပဲ။ တော်ကိုထမင်းယူလာရအောင်ကျုပ်က တော်စနေလာမေးပါသေနာကြီးဟန်လုပ်ပြီးသေနာကြီးဆိုလိုက်ရညာထိုးသောမျက်စောင်းတွင်ကျင်းနှံ့ရိတ်ကလေးများပါသွားသည်ကိုကညသွယ်မတားစေနိုင်နွားမောလို့နားနေတော့မှ ထမင်းစားမှ အလုပ်တွင်မှဘောဟနွားအမောပြေလို့ပြန်ထွက်ခါမှထမင်းရောက်လာရင်ဘယ်မှာအလုပ်တွင်မှတော့မလဲအမေရလည်းနော် အေးဆောင်ညင်းညင်ညို့ဖြစ်ခေါင်းကုတ်တယ်။ဒီညီးတွားတန်ကြောင့်ညသွယ်မျက်လုံးလှန်ကြည့်မိတယ်။ပြည်စံသူကမြကုရတ္ထီအမောမပြေသေးဘူး။ရင်ဘက်မှာလဲချွေးတွေဖုံတွေနဲ့ရောလို့ပါလား။ညသွယ်ကြည့်ဒီကိုအေးဆောင်မသိ။ဝါပေါက်လေးငါးပေါက်ကိုလှန်ပေးရင်မေးတယ်။နေဖေဟာဗာစိတ်ကူးနဲ့ဒီအပင်တွေကိုအခုရတ္ထီမခုတ်ပဲထားသေးတာလေဟာ။အခုခုတ်တော့မယ်ပြောလိုက်ပါနဲ့တော့။ အခုလိုအရေးခိုစရာ ရှားတော့မှခုံးမှဝါပင်မှာကပ်နေတဲ့အကောင်တွေတိတ်မှာဗျဝါပင်တွင်ကြရောက်တော့လိမ်မော်ရောင်ကြောက်တောက်တောက်နဲ့ဒီနှကောင်တွင် ပိုးပေါင်များသည်ဝါပင်နှင့်မျိုးရင်းချင်းတူသော ချက်မောင်ပင်ပေါခွေးပင် ရုံးရီပင်များတွင်လည်းမိခိုးနိုင်တယ်လက်ပံပွင့်ကိုလည်းမိခိုးနိုင်တယ်ယခုနဲ့ပဲကြီးပီဇာကလာမိခိုးစရာနားနေစရာ အယိတ်အဝါဒခေါင်းပွားချိန်တွင်ဝါးကိုင်းများကို ခုတ်ပြပါက ကြဲကြဲတောင်နေရောင်အောက်ကတဲပြင်တွင်နှကောင်တွဲပိုးကောင်များ ပြည့်စည်ကုန်လေရှိပေတယ်။အယိတ်ခိုစရာပေါင်းမင်းတီးနံပင်ရှိလာကမှခုတ်ပြလျင်ကကြီးနှစ်တွင်ထွက်လာမည်ဝါပင်ဤရွက်တဲ့ကိုင်းတဲ့များမှပိုးဟောင်းပိုးတဲ့နှအားနှိမ့်ဆက်သဖြင့်ကောင်းလာရန်မလွယ်တော့ချေအေးဆောင်ကဤသည်ကိုရည်ရွယ်ပြောလိုက်ရာက တင်းငွေတောင်းမှ ပွေးကိုဖျက်ခနဲတရရတယ်။ထို့ကြောင့်ဝါရန်ဘေးမှာဖွာမြီပြုစဉ်လူတယောက်ကိုလှမ်းမြင်တယ်။မြတ်တော်ဤအဖေဦးသေးဖြစ်တယ်။ဟိုမှာရောက်မှကြီးလာနေပြီဟဲ့။မြတ်တော်လှဲ့ကြည့်ပြီးနှစ်ကိုယ်ကြားဆဲရည်တယ်။မတိုင်းသူ့မှာဒါနဲ့ပဲအိုသေးတော့မယ်။အခန့်တော့ဦးသက်တီရတဲ့တော့ယနေ့လာရန်စိတ်ကူးမရှိချင်းဝါဘေးများကို မနေ့ပြန်မှလာခုံမြေကြံစီထားတယ်။သို့တော့မြသွေဝါကောက်ရံထွက်သားပြီးမှတပည့်ရာတွင်အေးဆောင်ရှိနေမှန်းသတိရတယ်။သူသမီးနှင့်အေးဆောင်ကြိုက်နေမှလည်းသူသိနေသည့်အတွေ့အယံအတာဖြင့်သမီးငယ်ကို နောက်ထပ်လှုပ်မြေစိတ်ကိုယ်တယ်။အငယ်မမမြသွေလို့သမီးကိုသဘောတူသူဖြစ်တယ်။သို့ကြောင့်သနီးကိုလှုပ်မြေစိတ်ကူးသေးတယ်။ ဒီအမဲအိုကြီးလည်းအေးဆောင်ဘတော်သားမို့အဟန်သေးချီသူ့အတွေ့ခမောင်ဆောင်ကဓမတူတစ်ဖက်ဒန်ရေးချိုင်းတစ်ဖက်ဆွဲပြီးထွက်လာကမှကိုဖိုးတဲ့ရာထဲသွားမှဖြစ်ထမင်းတော်ကလေးဆွဲသွားပေးစမ်းမှတော်ဟုလူကြုံပါခံရတယ်ထမင်းတော်ပေးလိုက်သူမှအေးဆောင်အမေတော်တော်ဦးသက်သည်အဝေးကြီးကလေးကသူ့သမီးကိုလှန့်ကြည့်ရဝါပင်တန်းဟိုပဲရှိ အေးဆောင်ကိုမမရသဖြင့်ကျင်းနဲ့သွားတယ်။ဝါပင်များအပေါ်တွင် ကဲကြည့်လိုက်သောအခါတွင်ထုံနာနေသည်ကို မြင်ရတယ်။အေးဆောင်ရေထမင်းပါရဲ့ဟဲ့ထမင်းထမင်းထို့အချိန်တွင်အေးဆောင်သည် သူ့ရီမှန်းရာတနင်းငွေတောင်သို့ရောက်လုံနေပြီ။ဟဲ့အေးဆောင်ယောထမင်းပါတဟာ ထမင်းသာလောင်လျက်ရှိစဉ်ကို ထမင်းအတန်ကြာရတယ်။ပွေးသည် အေးဆောင်စိတ်ကူးထဲမှာပျောက်သွားတယ်။အေးဆောင်ပြေးလာတယ်။လဲလံပဲကြာဆောင်ရိတ်တွင်တင်မြင်ခွေထိုင်ကသမီးလုတ်ကို အတင်းဖြေစားတယ်။ခင်ရဟူ၍မမဲရရမပါ။ညတော်ကကြံ့တော့ငပိဖို့အကက်ကလေးနှင့်ငရုတ်သီးတောင်းမြတာတို့တစီအေးဆောင်ပလုံပလောင်တွေးတယ်။ဦးသက်ကသူ့အနီးမှာဖွာကာနီးတွင်လှဲ့မိတယ်။ မင်းဘာထွန်နေတာလဲကွာမုံညင်းထနေလို့ပလဲပက်ပြီးထွန်တာပါအကြီးရငါလခွေးတဲ့မုံညင်းတက်တာသိတာပေါ့ပြီးရင်ဘာချမယ်စိတ်ကူလဲမေးတာဟာပဲကြီးချရာကောင်းမလားလို့ဗျပဲကြီးလည်းကောင်းတာပဲနှံလည်းကောင်းတာပဲကျုပ်တို့မြေမျိုးကနှံမကြိုက်ပါဘူးအကြီးရမြေနီတဲဝဲမှာမဟုတ်တဲ့ဟာအင်းဆောင်စကားမစုံတစုံပါပဲဦးသက်က ဝါပင်တန်းထိတ်သူရောက်သွားကမြသွေကောက်ပီတာအပေများကိုငါးပိုင်းမြှခုတ်ချပြနေပြီလေသည်တဝူဟူတိုင်နေစေပင်တို့ဖြင့်ဥသက်ပါဇက်မှ ကြောက်မှုပဲဆက်လိုက်သည်ရေကနေရေကနေကျွဲအားကောင်းတဲ့နေအမြမိဘွားများကလည်းအေးဆောင်ပဲသူအမြင်တန်းလျက်လွင်လာတယ်အေးဆောင်မှာအသားကိုမိဘွားမကက်အောင်လဲရှောင်ရ ဓမင်းလုတ်ကိုလည်းခွန်ရနဲ့အလုံးများနေတယ်။အေးဆောင်အဖြစ်ကိုအတန်ကြာမှဥသက်မြင်နေ။ဟာတက်ရွေလည်းရဲတယ်။မိဘွားလွင့်နေပြို့။အော်ပြောပါတော့လား။ဟာ။အာနာလို့ဗျ။မင်းအမေလွာအာနာရသလား။မင်းဓမင်းစားနေတာပဲ။သို့တော့အေးဆောင်မှာဓမင်းတက်စလဲချက်ကိုကွန်တရာညက်ကြအောင်စားသူမဟုတ်ရကဥသက်ပြောနေစဲမှာပဲ။ဓမင်းတုတ်ကိုပြန်ထုတ်ပြီးသား။ တေကန်းတွင်ချိတ်ပြီးသားဖြစ်သွားလေတယ်။ဒီဘက်အရေးမှာရင်ရှိတယ်နော်။ဦးသက်လမ်းပြောတော့လဲအင်းဆောင်လက်မစေးပါ။ရေလဲမတောက်ပါ။စိုက်စိုက်ဆိုင်ဆိုင်နဲ့ထွက်သွားတယ်။ဝငုံများကြမှာဆလိတ်တူကို ကောက်ယူပြီးတင်းငွေတောင်းဘက်သို့ဆက်လျှောက်သွားပြန်တယ်။ဒီကောင်ဘာလို့မလိုပါလဲ။တွေးရင်ဦးသက်မျှော်ကြည့်တယ်။အင်းဆောင်ဘက်မှာတင်းငွေတောင်းဖြစ်၍ဦးသက်တို့ဘက်မှာ အင်္ဂါတောင်းဖြစ်သောထနောင်းပင်အောက်တွင်အေးဆောင်ဒဂုံကုံဖြင့်အလုံးများနေတယ်။ဟဲ့အောင်ဘာတွေလဲဟာပွေးအကြီးရပွေးလံကြသည်နှင့်ဦးသက်မျက်လုံးကျဲသွားကတွတ်တွတ်လှမ်းလာခဲ့တယ်။ပွေးဆိုလျင်သူ့ရတဲ့ကိုရတဲ့ရွေရွေမရ။ယနေ့နဲ့နဲ့သူ့ရတဲ့ရှိနေပေမဲ့နေ့လယ်တွင် ကိုရတဲ့ရောက်လာလာဓာတ်ရမျိုးပြုတ်ထားမှာ။ ဝင်းခုတ်တန်လျင်ခုတ်ရန်ဝင်းတူးတန်လျင်တူးရန်ဥသက်အတော့လှန်လာခြင်းဖြစ်တယ်။အေးဆောင်သည် မြေပွားကိုတရွေငန်းပြားဖြင့်ရက်ဖယ်နေတယ်။မင်းအုပ်ဆာကအစုံလည်းမဟုတ်ပါကလား။အေးဆောင်ပြန်မဖြစ်ပဲခွေရက်တလုံးလက်နှစ်ဖက်ဖြင့်ဘဲတလက်ညာတလက်ရက်ထုံနေပြီ။တရွေနဲ့ကော်ပါဟာအဝပိတ်သွားမှာစိုးလို့ပါအကြီးရ။ပြောပြောဆိုဆိုဖြင့်အစိုးတက်ပေါ်လာလျင် တရင်ကိုတက်လက်သုံးပြီးကော်ပြန်နေ။သုံးကော်များကော်ရသေးတယ်။ပွေတွင်ဝပေါ်လာတယ်။တပြိုင်နက်ပင် ထောင်းကနေအပုံနံကြီးထွက်လာတယ်။ပြေးပါအောင်လားကွ။တင့်မြေချမှာပုံမအောင်လား။အင်းဆောင်သည်ကြုံဝါပြောဆိုရင်ပွေတွင်ထဲမှာတစုံတရာကိုတရင်ဖြင့်ကော်ထုတ်တယ်။ပုံဟောင်းသော အနတ်သည်ပုံမပြင်းထန်လာက ပုံရီစာပြုတ်နေပြီဖြစ်နေသောပွေသည်တွားကလေးအကျဲသားဖြင့် မြေပေါ်သို့ရောက်လာတယ်။ဟာတဲဟုတ်ပါလား။မင်းဘလို့လောက်တာလဲဟာကောင်းရ။ဥသက်ကမင်းမြန်ရင် ပွေဘေးတွင်စောင့်ကြောက်ထားလာသည်ဖြင့်အေးဆောင်မှာအကြီးမကင်နဲ့အစိတ်တွေ။ဟိုအလျင်တစောအော်ပြောလိုက်မိတယ်။ဘာအစိတ်လဲကွာ။အင်ဒရင်းလေ အကြီးရ။အင်ဒရင်းမှာအသက်30ဆက်ပြီးသေစေနိုင်သော အလွန်အစိတ်ပြင်းသည့်ဘဘိုးတန်စေဖြစ်တယ်။အင်ဒရင်းဟုတ်လား။ ဦးသက်ကထိုင်းလျက်ကလက်ကြီးကမေးတယ်။ဟုတ်ကဲ့အင်ဒရင်းကသူနဲ့မထီပဲသူ့အငွေရှူမိလဲအစိတ်တင်တာပဲမဟုတ်လားအကြီးရ။အဲ့ဒါကြောင့်တင်းမြစ်တွေကြားထဲမှာဝင်ပုန်းနေတဲ့ကောင်တွေအတွေ့တွင်းဝမှာအင်ဒရင်းတွေလောင်းပြီးပြန်ပိတ်ထားလိုက်တာ။တခါတည်းတွင်းဝလာပြီးခေါင်းဆိုင်တေရောမဟုတ်လား။အင်းဆောင်လွန်စွာကျဉ်းနှံ့နေချေဦးသက်လည်းသူ့နဲ့ ဝမ်းတာကချီမွမ်းစကားစို့လိုက်မယ်မျောလင်းနေ။တို့ရာတွင်ဦးသက်က80အမှုရာဖြင့်ထရက်တယ်။ထောင်လို့မရလိုက်လို့မရတဲ့ပွေတွင်တဲ့ကို နောက်ဖေးသွားထည့်လိုက်ရင်လေပွေပြေးပြီးသားပါကွာ။ကြွက်သေးကောင်ပေါ့ခွဲသေးကောင်ပေါ့ကိုထည့်ရင်လေရတာပဲကွာ။ပွေတိတ်ကြောက်တာဗျာ။နီးတစ်တစ်ခုကိုသိရတော့ကြောင်းအေးဆောင်နားဆိုင်ထောင်ကမှတ်သားနေတယ်။တို့စဉ်တွင်မြသွေကလည်း စူဇန်သည်သဘောဖြင့်သူတို့ဘက်လာနေပြန်ကမှဦးသက်ကအပြစ်တင်စကားဆိုတယ်။မင်းအခုလောင်းထားတာအနေဆုံးဒပလင်းတော့ရှိမယ်။အင်ဒရင်းဒပလင်းအပြင်စေးနဲ့ဆို30กว่าနှမျောစရာกว่าမကုံသင့်တာကုံနေဒီအချိန်တွင်အနာနိုင်မြတ်ွယ်မရှိနေပါမို့အေးဆောင်ညီးပြီးနားထောင်နေမယ်ယခုမြတ်ွယ်ရှိတွင်ဖြစ်တော့ကြောင့်သူစေတနာကို ရင်ကော့ပြီးထုတ်ပေါ်လိုက်တယ်။ပွေးပြည့်အောင်လုပ်ရင်လဲကျုပ်ထဲကပွေးကအကြီးတို့ရတဲ့ပြည့်ပြီးအကြီးတို့ပစ္စည်းတွေကိုချက်စင်းမှာပေါ့ဗျာ။အဲ့ဒါကြောင့်ကျုပ်က အနစ်နာခံပြီးကိစ္စတုံ့ပြန်လိုက်တာ။အေးဆောင်ဝင်ကြွားစွာပြောအပြီးနိုင်တရွင်ထန်းလျက်လက်သွားတဲ့တွင်ဥသက်ကလှန့်ဆွဲတယ်။အမလီမောင်းမင်းကြီးသာမောင်းပွေးကို မောင်းပြန်မြုပ်ပါအောင်ဗျာ။မမြုပ်ဖဲထားခဲ့လို့ကြီးစားရင်ကြီးသေးမယ်။ ဲ့ဒီကြီးကိုခွေးစားရင်ခွေးတည်အောင်မယ်အဲ့ဒီကောင်တွေရေကန်နဲ့ဆင်းရင်မင်းတို့ငါတို့အစိတ်တင်တော့မှာပဲလာပါလာပါပြန်မြုပ်ပါမြတ်တယ်ရှိတွင် အပြစ်တင်ခံရတော့ကြောင့်အေးဆောင်မှာကုတ်ကုတ်ကလေးပြန်အလှဲ့တွင်ဟုတ်သားပဲလူကြီးကကရော့ကမဲနဲ့ဟိုမြတ်တယ်ကဝင်ပြောလိုက်သည့်အတွေ့ခေါင်းကိုငုံတည်တဲ့ငုံထားလိုက်ရလေတဲ့ဟုတ်ကဲ့ပါရှင် တာရစ်ဆရာကြီးစင်ဖြူကျွန်းအောင်တဲ့ရေးသားထားတဲ့တင်းငွေတောင်မှဆိုတဲ့ဝတ္ထုတော်လေးကဒီနေရာလေးမှာပဲပြည်ဆောင်သွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးသိချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည်ဆောင်ကြပါစေရှင်။